မင်္ဂလာပါကချင် wave တရင်ဌာနကအပတ်စဉ်တင်းလာနေကနေတောက်ကြနေသည့်ညနေခင်းတိုင်းတင်ဆက်သွားမယ့်တရင်အစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေစဉ်ထူးခြားတရင်တွေကိုတင်ဆက်ပေးသွားမယ်။တရင်အစီအစဉ်တင်ဆက်သူမေယူဆံမဲဖြစ်ပါတယ်။ ရှမ်းပြည်နယ်ကတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ RCSS နဲ့ SSPB ကြားဆယ်ရက်အတွင်းလုံးဝအပြည့်အခံရက်စဲရန်ရှမ်းပါရာနဲ့ရေးထားတဲ့ RCSS ရဲ့အမိန့်စာပေါ်ထွက်လာကြောင်းသိရပါဗျ။အဆိုပါအပြည့်အခက်ရဲ့ဆေးကာလဟာဒီကနေ့မေ16ရက်နေ့ကစတင်ပြီးမေ25ရက်နေ့ထိဆေးရက်တန်တိုင်းကြာမြင့်မှာဖြစ်ပြီးရှမ်းလက်နက်ကင်တောင်းရဲ့အဖွဲ့တွေဖြစ်တဲ့ RCSS SSA နဲ့ SSBB SSA တို့နှစ်ဖက်တွဲဆုံဆွေးနွေးနိုင်ဖို့အတွက်ဖြစ်ကြောင်းရေးသားထားတယ်လို့ရှမ်း News တင်ဒင်းဌာနကဖော်ပြထားပါတယ်။ ရှမ်းပြည်ပြည်နယ်ဒူထောင်ရေးကောင်စီရှမ်းပြည်တပ်မတော် RCSSSSA လက်အောက်ခံတပ်ရင်းတပ်ဖွဲ့တွေအားလုံးဟာရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တပ်မတော် SSPPSSA ကိုထိုးစစ်ဆင်တိုက်ခိုက်မှုလုံးဝရပ်နာဖို့ RCSS ရဲ့အမိန့်စာမှာရေးသားထားတယ်လို့သိရပါဗါဒ်။လာမယ့်မေလ23ရက်နေ့မှာကြာရောက်မယ့်68နှစ်ပြည့်ရှမ်းတော်လန်ရေးနေ့မှာ နှစ်ဖက်သက်ဖွဲ့နဲ့ပြည်သူလူထုတွေတွေ့ဆုံဆွေးနွေးနိုင်ဖို့ RCSS SSA ရဲ့ဥက္ကဋ္ဌဘိုးချုပ်ကြီးရွတ်စစ်ကဦးဆောင်စီစဉ်ထားပြီး SSPP ကိုလည်းမိတူပေးပို့ထားတယ်လို့အဆိုအရအပြည့်ခက်ရဆိုင်ရန်အမိန့်စာမှာပါရှိတယ်လို့ရှမ်းသတင်းစာကဖော်ပြပါဗျ။ SSPP SSA အဖွဲ့ဟာ KIA, AA, UWSA, TNLA, MNDAA နဲ့ NDAA အဖွဲ့တွေပါဝင်တဲ့ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင်ဖြစ်ပါတယ်။ ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာအခုရက်ပိုင်းအတွင်းဓာတ်စီစဉ်နှုန်းတွေကျဆင်းလာတယ်လို့သိရပါဗျ။မနစ်က2024ခုနှစ်ဇူလိုင်လမှာအေယာဝရီမြစ်ရေကြီးရေလျှံမှုဖြစ်ပွားပြီးတဲ့နောက်ပိုင်းမြစ်ကြီးနားမြို့မှာဓာတ်စီဈေးတွေဟာတလီတာ1000ဝန်းကျင်အထိဈေးတက်လာပြီးဒီနှစ်မတ်လဇန်ပိုင်းကနေပြီးမှဈေးစတင်ကျဆင်းလာတာဖြစ်တယ်လို့မြစ်ကြီးနားသတင်းရင်းမြစ်ကပြောပါဗျ။မနေ့ကအထိဓာတ်စီတလီတာ18900နှုန်းနဲ့ရောင်းချပေးနေပြီးဒီကနေ့မှာတော့92တလီတာကို18500နဲ့ရောင်းချပေးနေတယ်လို့သတင်းရင်းမြစ်ကပြောပြပါဗျ။စစ်အာ နာမသိမ်းမီကာလမှာဒက်စီတလီတာ7000ကျော်ဝန်းကျင်သာရှိရာကနေပြီးမှစစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာနိုင်ငံအနှံ့တိုက်ပွဲတွေဖြစ်ပွားလာခဲ့ပြီးနောက်ဂုံစင်းနှုံနေလဲပုံမမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေ။မိဘပြည်သူအားလုံးစိတ်ချမ်းသာကိုယ်ချမ်းမာပြည်ဘေးရန်ရဲ့ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။